ဘယ်တော့ဆာဆာယူမွန်းသွားတယ်တဲ့မှာဆိုရင် hot pot နဲ့ barbecue ကတော့ပါရဲပေါ့နော်အဲ့တော့ဒီနေ့မှာဆိုရင် link ကငွေကြက်တထောင်ကြော်ကြော်လေးနဲ့ hot pot share ဆွဲလို့ရမယ့်ဆိုင်လေးကို link လက်ညှိုးပေးပါမယ်အဲ့တော့ဒီဆိုင်လေးရဲ့နာမည်ကကြတော့ nini hot pot and barbecue ဆိုင်လေးပါဒီနေ့မှာ link ကဒီဆိုင်လေးမှာစာမှာပဲဖြစ်ပါရဲ့ရှင် ီမှာဆိုရင်လင်းတို့မီနူးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆက်မီနူးလေးကိုအရင်တွေ့တယ်ဆက်မီနူးကကြာတော့သူကပါလဲဆိုတော့ကြက်သားစိတ်သားအမဲသားပြင်တော့ပင်လဲစားအစုံပေါ့နော်အဲ့မှာမှသူမှတဆက်မှာပါတဲ့ဟာလေးတွေသူရေးထားတယ်ဈေးနှုန်းလေးပါပြောပြထားတော့လင်းတို့စားရတာအဆင်ပြေတယ်ပေါ့နော်ဒီမှာဆိုရင်သူတဆက်မှာဆိုရင်ကြက်သားနဲ့ဆိုရင်ကြက်သားလွားပြင်ဟင်းသင်းရွက်ပါမယ်ခောက်ဆွဲကြက်ဥကြောင့်ကြက်ဥပေါ့နော်ပြင်တော့ကိုကြိုက်တဲ့တရာဟင်းရည်တအုပ်ပေါ့ဒါကတော့ကိုကြိုက်တဲ့မီနူးဆက်ကိုမှာပြီးစားလို့ရတယ်ဈေးနှုန်းဆိုလို့ရှိရင်သူက3000တောင်1000ကျွဲ1000လေးတောင်1600တောင်ရှိရပေါ့နော်ဟင်းရကြတော့တုံရက်နဲ့ပေးကူဟုတ်ကဲ့ဟုတ် တုံရမ်းနဲ့နောက်ပြီးတော့ဒီမှာအမဲဆလတ်တို့ပါလို့ရရနော်အမဲဆလတ်ရှိမယ်ဒါကြောင့် export အသားလွှာရနော်အမဲ export အသားလွှာရပါကဲလင်းမှထားတော့ရပြီဟော့ပေါ့မှာအမဲသားနဲ့ပေါ့နော်စက်မီမျိုးမှထားတယ်ပြီးလို့ရှိရင်ကြက်ဆလတ်မှထားတယ်အမဲဆလတ်မှထားတယ်ပေါ့အဲ့မှာမှလင်းရကြည့်ရှုရတဲ့တွေကို portion ဘယ်လိုရှိလဲဆိုတာကိုသိစေချင်တဲ့အတွက်လင်းထပ်ပြီးတော့ extra အနေနဲ့မှထားကြတော့ပစုံပေါ့နော်လင်းပင်လဲစားတော့ပစုံမှထားတယ်နောက်တစ်ခုကတော့ဒါဆိုရင် Australia အမဲသားလွှာပေါ့ သူဆိုလို့ရှိရင်တော့ဈေးနှုန်းကအဲတပွဲကို6500ပေါ့နော်။ဒင်းထင်တဲ့ဒီလိုမျိုးအသားလွာ3ချက်3ချက်လောက်ပေါ့ကြီးတော့ကြီးရဲ့3-4ချက်လောက်တော့ပါတယ်။ဒါဆိုရင် export အမဲသားလွာသူဆိုလို့ရှိရင်လည်းမှလှီးပေးထားတာလည်းထူတယ်။ပြတော့တပွဲမှာဆိုရင်လည်းထင်တဲ့3 6 6ချက်9ချက်လောက်ပါမယ်ခင်ဗျာအသားလွာကိုလေသူထည့်ပေးထားတာလုံးဝရှယ်ဒါကတော့ export အမဲနံကတ်သားအလွာပေါ့နော်သူကဒီတပွဲမှာဆိုလို့ရှိရင်ဒီလိုမျိုး slide လီးပေးထားတာဆိုရှင်ရှစ်ခုပါတယ် ဒါကတော့တစ်ခုတစ်ခုဆိုရင်ပြီးပြထားခြူရဲပေါ့နော်ဒါကတော့ဒါအမဲဆလတ်အတွက်ကိုပေါ့နော်မှားထားတာပေါ့ဒါကတော့ portion တစ်ပွဲစာမှာပါတဲ့ဟာအရသာနှက်ထားတဲ့ပုံစံဒလာအနှက်လုံးဝမှုေးနေရပဲမဆလာနှက်တင်းလေးနဲ့လေတော်စားကောင်းမယ်ပုံလေးဒါကကြတော့အမဲသားကိုပဲအမဲသားအကြောင်းပေါ့နော်ဒီနေ့ပေါ့လင်းရမင်းတွေမှာဆိုရှင်အမဲသား special အနေနဲ့ပေါ့နော်စားမှာပေါ့ဒါကဆိုလို့ရှိရင်ဒါအမဲသားအကြောင်းအမဲသားအကြောင်းပြုံပဲဒီမှာဆိုရင်ပစုံချောင်းနဲ့ဒါကစက်သားအကြောင်းပေါ့ ကျသားချောင်းကကြတော့တပွဲကို3000ပစုံချောင်းကကြတော့တပွဲကို3500သူရဲ့ဆက်မှာဆိုလို့ရှိရင်လင်းတို့ခောက်ဆွဲပါမယ်ပြီးတော့ကြက်ဥချောင်းပါမယ်အသီးပဲတစ်ဆက်ပေါ့เนาะအဲ့မှာမှာကြက်ဥပါမယ်နောက်တစ်ခုကကြတော့ဒီလိုမျိုးအမဲသားဆက်မှာဒီလိုမျိုးလေးလာတာပေါ့ သူကတစ်ဆက်ကိုတောင်းလေးတောင်းအဲ့မှာမှဟင်းရေဆိုလို့ရှိရင်ကိုကြိုက်နှစ်သက်ရအရေးကိုရွေးချယ်လို့ရတယ်ဟင်းရေဘွားကတော့ဆက်လိုက်မှာထပ်ပြီးပေးကြမှာလို့ပေါ့နော် free ဒါကတော့ကြက်ဆက်လက်အတွက်ကိုတပွဲမှာပါတဲ့ပိုးရှင်ပေါ့နော်ဒါလည်းလင်းထင်တယ်အရာကလေးတော်တော်လေးကိုဒီထဲမှာစိတ်ဝင်နေမှာပါဆိုတော့အနံ့ကလေးလုံးဝတင်းတင်းလေးနဲ့မှုန်းနေရပါပေါ့နော်ဒါတော့ပြီးမှအမဲဆက်လက်နဲ့ကြက်ဆက်လက်ကိုစားမယ်ကဲအဲ့တော့စပြီးတော့သုံးဆောင်မှာတော့မယ်ရှင်ဒီမှာကတော့အိုးလေးရလေးကြည့်လိုက်ရင်လေလင်းဘာမှမတွေ့ဘူးနော်ချက်စရာလေးဒါတယောက်စား အိုးလေးဟိုမှာပေါ့နော်သူကဒီဘက်မှာဆိုလို့ရှိရင်အေးဒီဘက်ကတော့အကင်အနေနဲ့လုပ်ပေးထားတဲ့ပုံစံလေးပေါ့အမြင်လေးဆက်တာပေါ့နော်ဒါကတော့အမေသားဆက်မှာပါတဲ့အမေသားပေါ့နော်ဒီအိုးလေးကလေဟင်းအဆူကလည်းမြန်နေတော့အသားကိုလေးလှီးပေးထားလေးပါလွာမနေပဲနဲ့လေထူတယ်တဲ့လားမွေးနေရမယ် ဒီဘက်ကလင်းစီထည့်ထားတာအိုးပူတော့စီတော့တဖြည်းဖြည်းနဲ့ပူလိုက်ဒီမှာကဲအင်းဆုံးမီးကြည့်လိုက်အောင်ဆော့စ်ကတော့သူကအရသာနှစ်မျိုးပေးရပေါ့နော်အင်းအောင်ဆော့လေးထည့်မယ်ဒါဒီထဲမှာတော့အရွက်ထဲမှာတော့မုံညင်းတို့လင်းတို့ အများနဲ့မှာစားများတယ်ပေါ့နော်မုံငင်းစိမ့်မုံငင်းဖြူပြီးလို့ရှိရင်ကစုံရွက်ပေါ့အဲ့လိုမျိုးပါတယ်ဒါကကြက်ဦးကြောင်းဒါကကနန်းကြောင်းဒါတွေကကြက်ဦးအော်ကစုံကြောင်းလေးတွေထပ်ထည့်မယ်ကစုံကြောင်းကတော့သူကဈေးလေးရတပွဲကို3500ပေါ့နော် ကအမဲသားကြောင်အမဲသားကြောင်ကတော့တပွဲကို3800ဒါကတော့ကျသားကြောင်ဦးဝပြည့်နဲ့ကျသားကြောင်ပြီးမှကျန်တာလေးထပ်ထည့်လိုက်လောလောဆယ်မွေးနေဦးဆုံးတော့ဩစတြေးလျအမဲသားမှာလေး စကြည့်ပါမယ်။ဒါတော့လောလောဆယ်ကင်လာအောင်မယ်။အကင်ဦးလေးကကြည့်မယ်ဆိုရင်တော့နော်။နည်းနည်းတော့သိရလို့ပြောလို့ရတယ်။မွေးနေရတယ် ွှေးညာပဲပြန်ထားတော့မှာပေါ့အပြည့်လေးမြည်ကြည့်မယ်အရင်လေးလက်တော်တော်ကမယ်ရရလာဘူးလုံးဝဝင်းကဲလား 嗯，那来，再感谢。 ခုလင်းစားလိုက်တာကဩစတြေးလျအမဲသားလွာပေါ့နော်သူကလင်းဝါလိုက်တဲ့အခါမှာဆိုလို့ရှိရင်လေပါဇက်ထဲမှာလေးဝါတာနင်းနူအီလေးနဲ့ပါဇက်ထဲမှာဒီသူ့ရဲ့အမဲသားပေါ့နော်အချို့အရသာလေးကလုံးဝဆွဲကြံခဲ့ရပေါ့နော်တော်တော်လေးကောင်းတယ်သူကကြတော့ဈေးနှုန်းတစ်ပွဲကို9500ဒါက export အမဲနံကတ်သားလွာဒါလေးလဲကင်းမစားကြည့်မယ် กินเนี่ยโอ้ดีล่ะมาจ๊ะตุ้ยดีกว่าล่ะก็ร้องหลายเนาะอย่างนี้มาจ๊ะว้าคุยเนี่ยเลยအခုဒါအမဲနိုင်ကတာလေกินနေနေဒီမှာကျအယောင်လေးတော်တော်လှတာဒါဒီတည်းကပဲသွေးလေးတောင်ထွက်လာတယ် အရောင်တော်တော်လေးဝင်လာတာ။ तू ကလည်း export quality ပဲ။ export အမဲနံကတ်သားလွှာပေါ့နော်။ဈေးဆိုလို့ရှိရင် तू ကတပွဲကို၄000လောက်ရ။မကြောက်။ဒါက export အမဲနံကတ်သားပါပါ။ဒါတော့အချင်းလေးနဲ့တို့ပြီးတော့စားကြည့်ပါမယ်။ အခုလင်းစားတာကြတော့ export quality အမန်းနံကတ်သားလွှာပေါ့နော်သူကဝါလို့ကောင်းပြီးတော့လင်းဒီတိုင်းတစ်ခါစားကြည့်တယ်ပြီးတော့အချင်းနဲ့တို့ပြီးတော့ခါစားကြည့်တယ်ဒါပေမဲ့လေဒီတိုင်းစားလိုက်တဲ့အခါမှာသူ့ရဲ့အမဲသားအရသာလေးလုံးဝလေးအနံလေးမှုတ်ပြီးတော့ဝိုင်းနေကိုအရသာထွက်ထွက်လာသည်လားတော်တော်လေးကိုအရသာကောင်းတယ်ဒါဆိုလို့ရှိရင်ဈေးတို့ကတပွဲကို၄00နေရာချက်ပဲဒါလည်း export quality ပဲမိုက်တယ်ဒါက export အမဲသားလွှာ ်ဒါလည်းလည်းကင်စားကြည့်မယ်ဒီနေ့ကတော့လုံးဝလင်းမာထားတဲ့မင်းလူကြီးအများကြီးအကုန်လုံးပေါ့နော်กินဖို့ပဲกินပြီးတော့စားကြည့်မှာမကြောရောက်ကုန်ပါတယ်ပိုးရှင်ကများတယ်တိလား ်တယ်ကလာပြီဆိုတော့ Facebook အမဲသားဆိုလည်းမြင်ရှိပါမယ်။ဆုံးဆန်နိုင်မယ်။ကိုယ့်ရဲ့အရသာအစက်ကလေးကိုရိုင်းမြင်ကြည့်မယ်။ အခုလင်းစားတာကြတော့ export အမဲသားမှာပေါ့နော်သူကလေအရသာတော့လင်းအချံပြောလို့လေပဲလုံးဝပဇက်ထဲမှာလေအမဲသားအညစ်အရသာအစစ်ကလေပဇက်ထဲမှာလုံးဝဆွဲကြံနေတာတော်တော်လေးမှကျနောက်ပါတရားကြတော့လုံးဝနုနုအိလေးနဲ့စားလို့ပေါ့နော်သူကဆိုလို့ရှိရင်လည်းဈေးနှုန်းက၄ရောက်နေအကျပဲ ဒါကတော့လင်းပစုံကင်စားဖို့တော့ကိုမှားထားတာပေါ့နော်။သူကကြတော့ဈေးနှုန်းကတပွဲကို3800ကျပ်။သူ့ရဲ့မှာဆိုလို့ရှိရင်ဒါတပွဲမှာပါတဲ့ပိုးရှင်ပေါ့နော်။9កောင်ပါတယ်။ကဲဒါတွေကကင်ပြီးစားကြည့်ပါမယ်။9កောင်လောက်ကင်စားလိုက်တော့လေ။ဒီ ఓలే ရလေ။အဲအချက်မြန်တယ်လို့ပြောလို့ရတယ်တလား။နီးဒါလင်း level 1လောက်နဲ့ဖွင့်ထားတာအောင်ပါလေ။ကိုကတော်တော်ချက်ချင်းလေးပူတက်လာပြီးတော့လေ။ ဒီထဲမှာထည့်တဲ့အသားတွေပါဆိုရင်တော်တော်အကျပ်မြန်တယ်လို့ပြောလို့ရတယ်ပစွန်ကင်းလေးကတော့လုံးဝကိုမှုရနေရပဲအကျုံးအချိုကြီးလေးကြာကုန်ပြီ ပစုံတော့ seafood sauce လေးနဲ့တွဲပြီးတော့စားပါမယ်။ဒါကတော့အမဲဆလတ်ပါ။လုံးဝအနံလေးကိုမှွေးနေရပဲ။အဲဒါသာနှတ်ထားရဲ့။ Okay ။သူကတပွဲမှာဆိုလို့ရှိရင်တော့ဆလတ်ရွက်ပေးတယ်။ဘလို့ရှိရင်ငရုတ်သေးစိမ်းကျတော့ပြုတ်ပေးတယ်ပေါ့နော်။ ရှယ်မွေးကျင်လိုက်တဲ့အခါမှာလေသူ့ရဲ့ဒီကအနတ်တကင်းမျိုးတက်လာမဆလာအမျက်လေးတော်တော်လေးကိုမှုမှုတင်းတင်းလေးနေတော့ဟောပါဆိုလို့ရှိရင်လည်းအရင်လိုလို့ရှိရင်အရင်အခုလိုမျိုးပဲထပ်ကြည့်ကြည့်ရနော်ဆိုင်းပါလေမလေးမွေးပြီးတော့မုံနာမုံနဲ့ပြုတ်သွားတာ အမဲဆက်လက်ကိုဆက်လိုက်ရလေထက်စက်တော့ယူလေးထက်ငရုတ်စင်းလေးထက်အားချက်တော့မယ်တော်တော်လေးကိုရလာသိသိမြင်ကြမှာ။ဒီရုပ်ရင်းချရင်တော့ပုံဆက်မယ်ပေါ့နော်။ဒါပေမဲ့ဆိုတော့သူ့ရဲ့ဒီအမဲသား အရသာနှက်ထားရဲမှာသူကအဆက်နေနေထည့်ထားတာပိုဆက်ချင်နေဆိုရင်တော့ငလူပြီးပြီးနေထည့်ပြီးစားတကယ်ကောင်းတယ်ထိထိမိမိဒီမှာလေအေးဆိုလို့ရှိရင်လည်းတန်ဖိုးပြင်ပဲဒီလိုမျိုးလေးလည်းရရပေါ့နော်ဒါကတော့ကြားတန်မြအောင်မှာအထက်မှာပင်မွားနဲ့အီပြီးမယ်ထင်တယ်အေးဒီရောကောင်းတယ် ချင်းနဲ့တွန်းစားကြတယ်ဒီကအချင်းနဲ့တွန်းစားပါတော့လင်းကအချင်းမပါဘဲနဲ့အမဲသားတွေကစိတ်ထွက်နေတဲ့အရာသားလေးနဲ့ဆက်လက်ရွယ်လေးနဲ့ပြီးရင်စက်တုံဖြူနဲ့ငွေကြေးစင်းနဲ့အရာသားလေးရဲ့ဒီတိုင်းကိုပေါင်းစားပါအဲ့တော့ဆိုင်နံပါတ်လေးကနီနီဟော့ပေါ်အန်ဘာဘီကျူးဆိုင်လေးပါဆိုင်နိုင်စာလေးကကြာတော့လင်းတို့အမှတ်166ပေါ့နော်34လမ်းအထက်ဘလောက်စတရာမြို့နယ်မှာရှိတာပါ အနော်ရထအနော်ရထဘက်ကနေလာမယ်ဆိုရင်တော့ပို့ပြီးတော့နေပါတယ်ဆိုင်လေးကဒီလမ်းရဲ့အလဲလောက်ကလေးမှာပဲရှိတာပါရှင်ဒီမှာတခုမှာကျင်တာကလေအမ်ဈာရက်ဆိုလို့ရှိရင်တော့အဆင်ပြေပေမဲ့တကယ်လို့ weekend တို့အစောရုံမေးရလို့ဆိုလို့ရှိရင်ဆိုင်မှာလူကြားတက်တဲ့အတွက်ကြိုတင် booking ပြီးတော့လမ်းမှာကြပါရှင်အဲ့တော့ဆိုင်လိပ်စာလေးနဲ့ဖုန်းနံပါတ်လေးကိုလည်း link comment မှာချပေးထားပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်လို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဘလော့မှာပြန်မြောက်တွေ့ကြပါမယ်ရှင်တော်